အထင်းသိမ်းခံထားရတဲ့ချွေးမလောင်ဗိုင်ယိုလင်နဲ့ပတ်သက်ပြီးတော့အခုလိုတုံ့ပြန်လာတဲ့အပြေးစိန် ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြမဆယ်ရီအင်ဆိုင်ဒါပေ့ချ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ Violet တယောက်ဘုရားသခင်ကိုဘာမှတီဆိုမီလို့အထိန်ထိန်ခံရတာတတော်များသိကြလိမ့်မယ်လို့ထင်ပါရစေ။ Violet ကသူ့မှာအတွက်သာသနာရေးဝင်ကြီးဌာနနဲ့သက်ဆိုင်ရာလူတွေကိုအတနာခံခဲ့ပေမဲ့လည်းအထိန်ထိန်ခံခဲ့ရတာဖြစ်ပါရစေ။အခုဆိုရင်တော့ထိန်ထိန်ထားတာတလဝင်းကျင်ရှိနေပြီဖြစ်ပါရစေ။ထိန်ထိန်ခံရပြီးတဲ့နောက်ပိုင်းကလေးက ဘဝလာနဲ့ပတ်သက်ပြီးတော့ရောက်ခမတွေဖြစ်တဲ့နေမျိုးအောင်နဲ့ဇနီးဖြစ်သူအပြင်စိန်တို့ကဘာမှမတုံ့ပြန်လာကြပါဘူး။ဘဝလာကနေမျိုးအောင်တို့ရဲ့သားနဲ့ချစ်သူဖြစ်နေရဖြစ်ပြီးတော့သူတို့အိမ်မှာပဲနေတာပါ။ဒီလိုဖြစ်တဲ့အချိန်မှာလဲသူတို့ပဲဆဆရရလိုက်ပြီးတော့ဖြေရှင်းပေးရတာဖြစ်ပေမဲ့ဘလို့ဖြစ်နေလဲဆိုတာကိုတော့မချပြခဲ့ပါဘူး။အချိန်တလဝင်းကျင်ခန့်ရှိလာတဲ့အချိန်မှာတော့ ဘွာယိုလန်နဲ့ပတ်သက်ပြီးတော့ရောက်ကမဖြစ်သူအားပြဲစင်ကတုံ့ပြန်လာခဲ့တာဖြစ်ပါတယ်။ချွေးမလောင်ဘွာယိုလက်တို့ကဓပုံလေးတွေအမတ်တရရိုက်ခဲ့ကြတာပါ။ဘီဂရနီကရိုက်ထားတဲ့ပုံလေးတွေကိုပြန်ရှဲလာခဲ့တာဖြစ်ပါတယ်။ ဝိုင်လက်ကိုလွန်နေတဲ့အကြောင်းရေးသားလာခဲ့တာဖြစ်ပါတယ်။ဝိုင်လက်ကချွေးမဆိုပေမဲ့သူမတို့အတွက်ကတော့သမီးတယောက်လိုဖြစ်နေရပါ။အိမ်မနေပြီးတော့သူပဲပြောဆိုဆုံးမခဲ့ရတာမို့အခုလိုဖြစ်တဲ့အချိန်မှာအားပြင်းစင်လည်းစိတ်မကောင်းဖြစ်နေရတာပါ။ဒါအပြင်ဝိုင်လက်နဲ့ပတ်သက်ပြီးတော့သတင်းတချို့ကလည်းထွက်ရှိလာခဲ့တာပါ။အဲ့ဒါကတော့ဝိုင်လက်ကို၅နှစ်လောက်အထိထောင်ဒဏ်ချမှတ်နိုင်နေဆိုပြီးတော့သတင်းတွေထွက်လာတာဖြစ်ပါတယ်။လာပိုင်းလောက်နဲ့ပြန်လွတ်လာမယ်လို့မျှော်လင့်ထားပေမဲ့အခုလောက်ထိကြာမယ်လို့ သိရတဲ့အတွက်တချို့ကလည်းစိတ်မကောင်းဖြစ်နေကြတာပါအဲ့ဒီတဲ့င်းကအမှန်လားဆိုတာကိုအပြင်စိန်တို့ဘက်ကနေလည်းအတီးပြူရာမျိုးမရှိပါဘူးဒါအပြင်အခုလက်ရှိမှာလည်းဘွားဦးလက်ကဘယ်လောက်ထိကြမလဲဆိုတာကို ထုံမပြောထားသေးဘူးဖြစ်ပါတယ် သူတို့အနေနဲ့ violet ဖက်သက်တာတွေကိုဘာမှတိတိကျကျထုတ်မပြောဘဲနေနေကြတာဖြစ်ပါတယ်။လွမ်းနေအကြောင်းသာပြောပြီးတော့အသွက်ထားကြတာဖြစ်ပါတယ်။ violet ကအအောင်မြင်ဆုံးချိန်မှာအခုလိုရုတ်တရက်ဖြစ်သွားတာပါ။ညတိုင်းလိုလိုမနာရအောင်အထိပွဲလဲတောင်းလျှောက်တည်နေရတဲ့အချိန်ဖြစ်ပါတယ်။အခုလိုနာမည်ကြီးတဲ့အချိန်မှာသူမမျောလင့်ထားတဲ့အရာမဟုတ်ဘဲနဲ့မမျောလင့်ထားတဲ့အမားလေးတစ်ခုချောင်းသာသူမအခုလိုဖြစ်သွားတာပါ။ violet လည်းဒီမှာအတွက်နောင်တရီရနေမှာတော့အသေးချာ ာပဲဖြစ်ပါတယ်။ဘွားဦးလက်ကစက်သားရောင်းရင်းနဲ့နာမည်ကြီးလာခဲ့တာပါ။ရုပ်ချောတဲ့စက်သားတယ်လေးအဖြစ်နာမည်ကြီးပြီးတော့ဆယ်လီဖြစ်ခဲ့တာပါ။သူများတွေရဆယ်လီဘဝနဲ့အချောညရီရိုက်ပြီးတော့ငွေရှာပေမဲ့ဘွားဦးလက်ကတော့ DJ ပညာကိုတရားသင်ယူခဲ့တာဖြစ်ပါတယ်။ DJ တယောက်နေနဲ့ရက်တည်တဲ့အချိန်မှာအောင်မြင်ပြီးတော့မိဘတွေကိုပါ၆ပတ်လာနိုင်ခဲ့တာဖြစ်ပါတယ်။မိဘတွေကလည်းဘွားဦးလက်ကိုသာမိခိုပြီးတော့ရက်တည်နေရတာဖြစ်တာမို့အခုချိန်မှာအငင့်နေကြမှာမှန်ပါပဲ။မိသားစုကချိုးတဲကြပြီးတော့ DJ လုပ်ပြီးတော့မှသာ အောင်မြင်အဆင်ပြေလာတာဖြစ်ပါတယ်။ဝေါလက်အပေါ်မှာအားပြေစင်တော့မကောင်းလို့ဝေဖန်တာတွေရှိပေမဲ့တကယ်တမ်းဖြစ်တဲ့အချိန်မှာသူတို့ကသာပြန်လဲကြီးစုပေးနေကြတာဖြစ်ပါတယ်။ချွေးမလောင်းလေးဖြစ်တာမို့မဖြစ်တဲ့နာမဖြစ်အောင်ဥဆောင်ပြီးတော့လုပ်ပေးခဲ့ပါတယ်။ဖျားသချင်းဆိုလို့ဝေဖန်ခံနေရတဲ့အချိန်မှာသူခေါ်သွားပြီးတော့တန်ဃာတော်တွေရှေ့မှာဝင်ချတောင်းပန်ခိုင်းခဲ့တာပါ။သူတို့ဘက်ကနေသမီးတယောက်လိုအကုန်လုံးလိုက်လို့ပေးနေတယ်လို့ထိမ့်သိမ်းခံထားရတဲ့ကြားတဲ့အချိန်ထိလည်းအကုန်လုံးလိုက်လို့ပေးနေရဖြစ်ပါတယ်။ ်ရွာမိသားစုနဲ့ပတ်သက်ပြီးလဲမင်းမျိုးအောင်တို့ကပဲစီမံပေးနေရတာဖြစ်ပါတယ်ဘွားဦးလည်းတယောက်နှစ်ရှည်ကြမယ်လို့ပရိသတ်ကြီးအနေနဲ့ရောထင်လားကွန်မန့်လေးထဲမှာရေးခဲ့ပေးပါအောင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးလို့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်